ားလုံးမင်္ဂလာပါကျွန်တော် view pick ကနေကြိုဆိုလိုက်ပါတယ်အဲကျွန်တော်ဒီနေ့အဲပြောပြပေးသွားမှာတော့ကျွန်တော်တို့ဒီ publicity ကနေပြီးတော့မှအစ်အဲထုတ်လိုက်တဲ့ကျွန်တော်တို့ဒီ free သုံးငွေပြုလိုက်တဲ့ကျွန်တော်တို့ဒီ comment browser ပေါ့နော်ကျွန်တော်ဒီဒီ publicity ဆိုတော့ကျွန်တော်တို့ဒါကျွန်တော်တို့ internet သုံးတဲ့လူတွေနဲ့ဆိုကျွန်တော်တို့မစိမ့်ပါဘူးကျွန်တော်တို့ဒီ publicity AI တို့ကျွန်တော်တို့ ChatGPT AI တို့ဆိုတော့ကျွန်တော်တို့ ဒီ AI နဲ့ယဉ်နီးကျောင်းမှုရှိတဲ့သူတွေဆိုရင်ကြားဖို့ပါလိမ့်မယ်အဲ့တော့ခါကျကျွန်တော်တို့ဒီ publicity AI ကကျွန်တော်တို့ ChatGPT နဲ့မတူတဲ့ချက်ကကျွန်တော်တို့ ChatGPT မှာဆိုရင်ကျွန်တော်တို့ကဒီ knowledge cut off ခေါ်တာပေါ့နော်ကျွန်တော်တို့ဒီ data cut off ကကျွန်တော်တို့လာပိုင်းလောက်ကွာတယ်ပေါ့နော်ဒီ publicity AI ကတော့ကျွန်တော်တို့ဒီ internet ကနေယူတော့မှအမြဲတမ်း up to date information တွေကိုသူက summarize လုပ်ပေးပြီးတော့မှကျွန်တော်တို့ information share လုပ်ရတယ်ပေါ့နော်ဟုတ်တော့ဆိုရင်ကြည့်ကြည့်အောင် အဲ့တော့ဒီဒီ comic browser ကကျွန်တော်တို့ဒီ publicity area နေပြီးတော့မှလွန်ခဲ့တဲ့၄ရက်၄ရက်လောက်ကကျွန်တော်တို့ဒီ free သုံးခင်ပေးလိုက်တာပါเนาะကျွန်တော်တို့ဒီမှာ download ဆွဲလို့ရပြီပါเนาะအဲ့တော့ခါကျွန်တော်လောလောဆယ်မှာတော့ကျွန်တော်တို့ဒီ publicity ရထုတ်လိုက်တဲ့ဒီ comic browser ကကျွန်တော်တို့ဒီ browser version ပဲရသေးပါเนาะ phone app အနေနဲ့မရသေးပါဘူးကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ဒီ comic browser မှာဒီဒီမှာ download ဆွဲပြီးကျွန်တော် install လုပ်ပါเนาะ install လုပ်ပြီးဆိုရင်ဘာတွေသုံးလို့ရအောင်ချက်ကြည့်ကြည့်ရအောင် အပရောင်းနဲ့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဒီရုပ်ရှင်တွေကြည့်လို့ရမယ်ဒီ ဟေးဒီ comment browser နောက်တစ်ခုကကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ save ထားတဲ့ tab တွေကိုကျွန်တော်တို့သူတို့ဖတ်လို့ရတယ်အကုန်လုံးအဲကျွန်တော်တို့ summarize လုပ်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ internet google တို့ဘာတို့မှာ chrome တို့ဘာတို့ကျွန်တော်သုံးပြီဆိုရင်ကျွန်တော်တို့ကပုံမှန်အားဖြင့်တနေ့ကုန်သုံးနေအဲသို့ဆိုရင်ကျွန်တော်တို့က tab တွေကိုကျွန်တော်တို့ခါလေးကြာရင်အခု20အခု30လောက်ဖွင့်ထားမိတယ်ဗောနော်အဲအဲ့လိုမျိုးခါမျိုးဆိုရင်ကျွန်တော်တို့ဒီ YoYo Chrome browser Safari အဲအဲ့လိုတွေမသုံးမနဲ့ဒီဒီကျွန်တော်တို့ဒီ comment browser ကိုသုံးမယ်ဆိုရင် तू ကဟို organize လုပ်ပေးလို့ရတယ်ဘယ်လိုမျိုးလဲကျွန်တော် တို့တူအတူအဆုပေးတယ်ပေါ့ကျွန်တော်တို့ AI အကြောင်းဆိုရင် AI အကြောင်းသတင်းအကြောင်းဆိုသတင်းအကြောင်းပေါ့နော် finance ဆိုရင် finance အကြောင်း store ဆိုရင် store အကြောင်းပေါ့နော်အဲ့လိုမျိုးဒီ tab တွေကိုတူအတူအဆုပေးတဲ့ function ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာဆိုရင်သူကကျွန်တော်တို့ basic website ပေါ့နော်ကျွန်တော် HTML CSS နဲ့ကျွန်တော်တို့ပုံမှန်လုပ်လို့ရတဲ့ website ကိုသူကလည်း comment browser အနေနဲ့ကျွန်တော်တို့ဒီစောက်လို့ရရပေါ့နောက်တစ်ခုကကျွန်တော်တို့ email ပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့စီ email ဝင်တဲ့အခါမှာကျွန်တော်တို့ email တွေအများကြီးဝင်တယ်ကျွန်တော်တို့ဘယ် email ကိုကျွန်တော်တို့ reply ပြန်ရမယ်ဒီနေ့ပဲ email အရေးကြီးဆုံးလဲဥမာဟို attachment ကဘလောက်တောင်ကြီးလဲပေါ့နော်ကျွန်တော်တို့ခွင့်ပြုတဲ့ layer ပေါ်မှာမူတည်ပြီးတော့မှဒီ Chrome browser ကကျွန်တော်တို့ရဲ့ email ကိုဝင်ဖတ်လို့ရတယ်ပေါ့နော် နောက်တစ်ခုကတော့ဒီမှာ AI the create ဆိုတာကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ study plan ပေါ့เนาะကျွန်တော်တို့လေ့လာမယ်ဆိုရင်ဥပမာဘာသာစကားလေ့လာမယ်ဆိုရင်ဘယ်နေရဘယ်အပိုင်းလေ့လာမလဲပေါ့เนาะအဲသူကဒါကိုကျွန်တော်တို့ဒီ plan ဆွဲပေးတယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီ shopping ဈေးဝယ်တဲ့ခါကျရင်ကျွန်တော်တို့သတ်မှတ်တဲ့ဈေးနှုန်းကျွန်တော်သတ်မှတ်တဲ့ item ဟိုဘယ်လိုရှာမလဲဆိုတာလွယ်လွယ်ကူကူရှာပေးတယ်ပေါ့เนาะဝိဒါဆိုရင်ကျွန်တော်တို့ကြည့်လိုက်ကြအောင် ဲဟုတ်ပြီကျွန်တော်တို့ဆောင်းတာတုံးကကျွန်တော်တို့ဒီ comment browser ကအဓိကအသုံးလုပ်ရတဲ့အချက်တွေကျွန်တော်တို့ဆွေးနွေးပြီးပါပြီဒါဆိုရင်ဘလို့သုံးလို့ရတယ်ကျွန်တော်ကြည့်ကြအောင်ခုကျွန်တော်လက်ရှိဖွင့်ထားတဲ့ဟာကကျွန်တော်တို့ဒီ shop.com.mn ပေါ့နော်အဲ့တော့ supermarket လိုမျိုးကျွန်တော်တို့ e-commerce website တခုပေါ့ကျွန်တော်တို့ဒီမှာဆိုရင်ပစ္စည်းတွေဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဝယ်လို့ရတယ်ပေါ့နော် ဲ့တော့ခါကျွန်တော်ဒီမှာဆိုရင်ဒီ comment browser မှာဆိုရင်ကျွန်တော်ဒီမှာဒီအရှိရ icon တွေကျွန်တော်ဒီ two bar မှာဆိုရင်ဒါပုံမှန် yoyo icon တွေပဲဘာမှထူးခြားချက်မရှိဘူးကျွန်တော်တို့စိတ်ဝင်စားတာဒီနောက်က icon ၃ခုပေါ့နော်ဒီ၃ခုကဘာလဲပထမတစ်ခုဒီကောင်ကဘာလဲဆို assistant ပေါ့နော်ကိုလိုရင်းနဲ့အာဥမာကိုကဟိုဘလိုခိုင်းနေတာလဲပေါ့သူ agent သဘောမျိုးကိုကဒီ website ထဲဝင်ပြီးတော့မှကိုလိုရင်းနဲ့ပစ္စည်းလေးရှာပေးပါပေါ့နော်ကိုဖနက်ရှာပေးပါအင်ဂျီရှာပေးပါတီရှပ်ရှာပေးပါအဲ့လိုမျိုးသူကျွန်တော်ရှာခိုင်းလို့ရတယ်ရှာခိုင်းပြီးတော့ကျွန်တော်တို့ဒီ cart ထဲပေါ့ကျွန်တော်တို့ထည့်ခိုင်းလို့ရတယ်ကိုကအဲ့ဒီ shopping အဲ့ဒီ website ထဲကိုကျွန်တော် ော်ဝင်ထားပြီးတော့မှကျွန်တော်တို့က login မှာလောက်ထားလဲဆိုရင်ကျွန်တော်တို့တခါတည်းသူကထည့်တခါထည့်ပေးတယ်နောက်တစ်ခုကနောက်တစ်ခုကကြဒီကောင်ကတော့ voice ပေါ့နော်အတန်နဲ့ကျွန်တော်တို့ဒီခိုင်းနေဟာဒါပေမဲ့ lossy သူက country specific မလို့သူကအတန်နဲ့ခိုင်းနေဟာမရသေးဘူးပေါ့နော်အဲနောက်တစ်ခုကဒီဒီတတရမြောက်ဒီတတတရမြောက် tools ကတော့ဘာလဲဆိုတော့သူကကြတော့သူကအခုလက်ရှိကိုဖွင့်ထားတဲ့ အာ website ရဲ့ဟိုသူက summarize လုပ်ပေးတာဘာအကြောင်းလဲပေါ့နော်ဝိတောက်ဆိုရင်ကျွန်တော်တို့ဒီ e-commerce မှာကျွန်တော်တို့ဒီကျွန်တော်တို့ဒီခုဝယ်ကြည့်အောင်စမ်းကြည့်မယ်နော်ကျွန်တော် assist တော့ကျွန်တော်နှိပ်လိုက်ပါမယ်နောက်ပြီးဆိုရင်ကျွန်တော်ကဒီ website တဲမှာကျွန်တော်ကဖဏတ်ရှာရင်တာပုံမှန်ဆိုရင်ကျွန်တော်က item တစ်ခုတစ်ခုလိုက်ရှာမှာအဲ့လိုမရှာခြင်းကိုကျွန်တော်ကဒီ comment browser ကိုသုံးပြီးတော့မှ agent အနေနဲ့ကျွန်တော်လိုချင်တဲ့ဖဏတ်အမျိုးအစားအဲဈေးနှုန်းအများဆုံးတော့မှဈေးနှုန်းကိုရှာပြီးတော့မှတစ်ခါတည်းဟို ဒီ shopping cart ထဲကိုထည့်ပေးပါကျွန်တော်ခိုင်းချင်တာအဲကျွန်တော်ကကြိုတင်ရိုက်ထားတဲ့စာကိုကျွန်တော်ဒီမှာထည့်လိုက်ပါမယ်ဒါဆိုရင်သူကကျွန်တော်ကဒီလိုရိုက်ထည့်လိုက်ပြီဆိုရင်ဒီ comment browser ကျွန်တော်လက်ရှိဖွင့်ထားတဲ့ဒီ shop.com အမှန်လို့သူကဝင်မှာဝင်ပြီးတော့မှကျွန်တော်ကဈေးအများဆုံး3000ကျပ်ပဲရှိတယ်ယောက်ျားစီဖနက်ပေါ့နော်ကျွန်တော်ကဆလပါလို့ပြောတာပါနော်ယောက်ျားစီဖနက်ကိုရှာပြီးတော့မှကျွန်တော်တို့ဒီဟိုပါလေးပေါ့နော်ဒီ shopping cart ထဲကိုကျွန်တော်ထည့်ပေးပါဦးသူခိုင်းတယ်သူကအဲ့ဒီမှာသူက လိုက်ရှာမှာပေါ့နော်အဲသူအဆင်ပြေတဲ့ဟာဒါကတော့ကိုကကိုကဟိုကိုရေးလိုက်တဲ့စာပေါ်မူတည်ပြီးတော့မှသူကအဲ့လိုမျိုးမှဥမထားတော့ကိုက43ဆိုရင် size 43အယောင်ကဘလောက်အယောင်အဲ့လိုမျိုးအတိအကျရေးပေးတယ်ဆိုရင်သူကအဲအဲ့လိုမျိုးပေါ့နော်ကိုရေးပေးတဲ့ပုံမူတည်ပြီးတော့မှသူကဟို shopping cart ထဲကိုထည့်ပေးမှာပေါ့နော်အဲ့ဒီခါကျကျွန်တော်တို့ကလူလက်ကူကူပဲ shopping cart ထဲရောက်ပြီးဆိုရင်ကျွန်တော်တို့ကဒီဟိုဟာလောက်လောက်ယုံမယ်ပေါ့နော်ငွေရှင်းလိုက်ယုံမယ်ပေါ့နော်ဒါကျွန်တော်တို့ဒီ agent အနေနဲ့ခိုင်းတာပေါ့နော် loss in မှာ तू ကဟို तू က loss in မှာဟုတ်ပြီဒါဆိုရင် तू က ရှာပြီးသွားပြီရှာပြီးသွားတဲ့ခါကျရင် तू ကကျွန်တော်ကျန် तू ကတ်ထဲပါ तू ထည့်ပြီးသွားတယ်ထည့်ပြီးသွားတဲ့ခါကျရင်ဒီမှာဒီကျွန်တော်ရဲ့ဒီ comment browser က तू ကနောက်ဆုံးပြီးသွားပြီဆိုရင် तू ဘလို့လေးယူရှာတာပါဘာလို့မှဘလောက်ဈေးနှုန်းလေးနဲ့ဘလောက်လေးရှာတာပါ तू က summary လုပ်ပေးလိမ့်မယ်ဟုတ်ပြီဒါဆိုရင်ဒီမှာ तू ကဒီ3000ကျပ်အများဆုံးဒီမှာဆိုရင်2800ပေါ့နော်2800ရှိတဲ့အမျိုးသားစီးဖက်နှက်ပေါ့နော်အဲ तू ကဒီဖက်နှက်ရဲ့ तू က ဒီ description ပေါ့နော်ဖနက်ကဘလို့မျိုးစားလဲဘလို့ဟာလဲပါသူကဒီမှာ summarize လုပ်ပေးတာပါနော်တကယ်လို့ကိုကမကြိုက်ဘူးဆိုလဲထပ်ပြီးတော့ modify လုပ်လို့ရတယ်ဥပမာကျွန်တော်တို့ဒါတော့ loss တယ်ကျွန်တော်ဒါပေးလိုက်မယ်ပေးပြီးကြည့်ကြည့်အောင် ဟိုဒါဆိုရင်ကျွန်တော်ရဲ့ shopping cart ထဲမှာ loss ရောက်နေတာဒီဒီ slipper လေးပေါ့နော်ဒီ slipper လေးရောက်သွားပြီဒါဆိုရင်သူကျွန်တော်ခိုင်းလိုက်တဲ့အတိုင်းပဲအဲဈေးနှုန်းက3000ထက်မကျော်ဘူး2800လေးပဲနောက်တစ်ခုက site ကတော့ကိုက modify ထပ်ပြီးတော့ကိုကဟိုစာရေးတဲ့ခါကျရင် site block ပဲရှာပေးပါလို့ပြောသူအတိအကျရှာပေးတယ်ဒါဆိုရင်ကျွန်တော်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာကိုက bank account နေမှာချက်ထားရကျွန်တော်တို့ဒီ buy now လို့လိုက်ရုံပဲပေါ့နော်ဒါတော့ကျွန်တော်တို့ဒီ comment browser ကိုသုံးပြီးတော့မှဘယ်လို shopping လုပ်မလဲဆိုတော့ကျွန်တော်ပြပြပေးတာဖြစ်ပါတယ် ဟုတ်ပြီကျွန်တော်တို့ကအဲ shopping လည်းပြီးသွားပြီဆိုကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ YouTube ပေါ့နော်ကျွန်တော်တို့ YouTube ကိုကျွန်တော်ဖွင့်လိုက်တယ်ကျွန်တော်တခုရှာတယ်ပေါ့နော်ဥပမာကျွန်တော်ဒီမှာဆိုရင်တော့ကျွန်တော် Deep Sea နဲ့ပတ်သက်တာပါပေါ့နော် information ကို share တယ်ဒီ video က तू ကအခုဘယ်လောက်ရှိလဲဆိုရင်7မိနစ်ရှိတယ်ကျွန်တော်က7မိနစ်ကိုနားထောင်ဖို့ကျွန်တော်ကအချိန်မရဘူးဒါပေမဲ့ तू ဘာပြောလဲကျွန်တော်သိကျင်တယ်ဆိုရင်ကျွန်တော်ကဒီမှာဆိုရင်ဒီမှာတတိယမြောက် icon summarize ပေါ့နော်ဒီမှာ summarize လောက်လိုက်တယ်ဆိုရင် तू ကဒီ view video တဲမဟုတ် तू က video ကြည့်ပြီးတော့မှ तू ကဒီ YouTube video တဲမှာပါတဲ့ဟာတွေကို तू က analyze လုပ်ပေးမှာဟိုမှာကိုယ့်ရဲ့ YouTube ကကိုကြည့်ကျင်တဲ့ video ကဟိုမှာတနားရီလောက်ရှိတယ်ဆိုရင်တနားရီတွင်းမှာဘာတွေပြောသွားလဲဆိုတော့ तू ကအနှစ်ချုပ်ပြန်ပါနော်ဟုတ်ပြီဒါဆိုရင် तू က तू ကတော့ဒီမှာဆိုရင် ော့သူကဒါအင်္ဂလိပ်လိုပေါ့နော် summary လို့ပေးတာဒီ YouTube ထဲမှာပြောထားတဲ့ contents ကိုဟိုကျွန်တော်ကဒါမသိချင်ဘူးကျွန်တော်မြန်မာလိုပဲသိချင်တယ်ကျွန်တော်ဆိုရင်ကျွန်တော်ကဒီလိုရေးလို့ရတယ်နိဟိုအနစ်ချုပ်ပေးပါပါနော်ဒါဆိုရင် तू อ่ะမြန်မာလိုဒီ YouTube อ่ะအာဘာတွေပြောတော့မှာဒီမှာဆိုရင် DC တွင်ကြည့်နေတာဒီ DC ကဘာတွေလဲပေါ့เนาะသူမှာဘာ update တွေဖြစ်လဲပေါ့เนาะအဲ့တော့ तू อ่ะ summary လုပ်ပေးတယ်အဲ့တော့ခါကြတော့ ကျွန်တော်တို့ကဥမာ YouTube တွေကိုကြည့်တယ်ပထမတစ်ခေါက်ကြည့်တယ်နောက်တစ်ခုကဘာတွေပါရင်လဲဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင် subscribe လုပ်ပြီးလို့ရတယ်ဒါကကို YouTube ကိုကြည့်ခြင်းနဲ့လေ့လာခြင်းနဲ့ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ summarize လုပ်လို့ရတယ်မိကွန်းတွေအပြန်အလှန်မေးလို့ရတယ်ဘာတွေဘယ်လိုလဲဆိုတာပေါ့နော်ဟိုနောက်တစ်မျိုးကျွန်တော်တို့နောက်နောက်တစ်မျိုးကြပါလဲကျွန်တော်တို့ဒီမှာပေါ့ Facebook ဟိုကျွန်တော်တို့ဒီ Facebook ကိုဖွင့်လိုက်တဲ့ခါကျရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ဒီမှာ post တွေရှိတယ်ပေါ့နော်ကျွန်တော်ဒီတချို့ post တွေဆိုရင်ဒါကျွန်တော်တင်ထားတဲ့ post တွေပေါ့နော်တချို့ post တွေဥမာဒီ post ဆိုရင်သူကဥမာထားတာဒီကောင်ရှေ့တယ်ဆိုရင်ကျွန်တော်ကဒီဟာကိုကျွန်တော်က အကုန်မဖတ်ချင်မဖတ်ချင်မဲနဲ့ကျွန်တော်ကကျွန်တော်က comment browser ထဲမှာဒီကောင်ဖွင့်ထားပြီးတော့မှသူ့ summary လုပ်ခိုင်းမယ်ပေါ့နော်ဥမာဒီကောင်ဆိုရင် um မဒီ post ပေါ့နော်ကျွန်တော်ကအာဒီ post ကို ဟိုဒီကောင်ဆိုရင်ကျွန်တော်ကဒီကောင်လေးကို copy paste ပြီးတော့မှဒီကကောင်းစင်လေးပဲအနည်းချုပ်ပေးပါပါနော်ဒီကောင်ကဘာပြောလဲပေါ့နော်ဒါဆိုရင်ကျွန်တော်ကသူကကျွန်တော်မှာရှိနေတဲ့အာအာမနော် အဲ့ဒီမှာကျွန်တော်မကျွန်တော်ကျွန်တော်လက်ရှိဖတ်နေတဲ့ post ကိုကျွန်တော်ပထမဆုံးစာလုံးလေးရိုက်ထည့်ပြီးတော့မှဒီ post ကိုအနစ်ချုပ်ပေးပါဆိုရင် तू ကအဲဒီ post ကို तू အနစ်ချုပ်ပေးမှာအဲ့တော့စာရီအများကြီးဖတ်ကြမလို့ကို information လည်းသိချင်နေဆိုရင်ကျွန်တော်တို့ဒီ comment browser ကိုတုံးပြီးတော့မှဒီကိုယ့်ရဲ့ post မှာရှိနေတဲ့အဲပထမဆုံးစာကြောင်းလေးကိုကျွန်တော်ရိုက်ထည့်ပြီးတော့မှအနစ်ချုပ်ပေးပါပါเนาะအဲ့လိုတုံးလို့ရပါတယ် အဲနောက်တစ်ခုကကျကျွန်တော်တို့ဒီမှာယခုပေါ့เนาะဒါတော့ကျွန်တော်ဒီ website မှာကျွန်တော်တို့ဖတ်နေတယ်ယခုပေါ့ဥပမာဒီ website ကိုကျွန်တော်ကြည့်တဲ့ခါကျရင် finance ပတ်သက်ပြီး store နဲ့ပတ်သက်ပြီးကျွန်တော်ဒီအကြောင်းကျွန်တော်သိချင်တယ်ဥပမာဒါဆိုရင်ကျွန်တော်ဒီဒီကျွန်တော်ဒီဟိုဟာကိုဒီ page ကိုကျွန်တော်ဖွင့်လိုက်တယ်ဖွင့်တဲ့ခါကျရင်ဒီမှာအများကြီးပဲပေါ့เนาะအများကြီးပဲပါတယ်အဲ့တော့ခါကျထုံးစံတိုင်းမှာကျွန်တော်ဒီမှာဆိုရင်အနည်းချုပ်မေးလို့ရတယ် summarize ပေါ့အဲ့ဒါဆိုရင်သူက ဒီဒီ Yahoo ခုဒီ page မှာရှိနေတဲ့ဒီသတင်းအကြောင်းသူကနှစ်ချုပ်ပေးမှာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ကသိချင်တာဒါဆိုရင် AMD AMD ကလွန်ခဲ့တဲ့ရက်ကဈေးတက်သွားတယ်ကျွန်တော်မေးလို့ရတယ်ပုံမှာဒါမှတော့ဘာလို့အဲ့ဒါဆိုရင်ကျွန်တော်ကမထားဒီဒီအားကိုကျွန်တော်ဖတ်ပြီးတော့မှဘာလို့ AMD ကဈေးသက်သွားတာလဲပေါ့နော်ဈေးသက်သွားတယ်ဆိုရင် तू ကဒီ information မှာရှိနေတဲ့လက်ရှိရှိနေတဲ့ တင်းကိုသူကဖတ်ပြီးတော့မှသူကကျွန်တော်ကိုသူကဟို summarize လုပ်ပေးမှာပေါ့နော်။ဘာကြောင့်ဒီ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 ဈေးတက်သွားလဲဆိုတာအဲ့ဒါမျိုးသူက summarize လုပ်ပေးမှာပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ဒီဟိုသတင်းမှမဟုတ်ပါဘူးကို website တခုဖွင့်နေတယ်ဖတ်နေတယ်ဒါဆိုရင်သူအเจ้าမှာပါတဲ့ဟာကို summarize လုပ်ပေးပါဆိုရင်သူက summarize လုပ်ပေးမှာကို mention နိုင်လဲမေးလို့ရတယ်ပေါ့နော် ဒါတခုပေါ့နော်ဒါကြတော့ဒါဒီမှာဆိုရင် तू ကဒီ website ကိုမြန်မာလိုပြန်ပေါ့နော်ဒီသတင်းကိုမြန်မာလိုပြန်ပြန်ပြီးတော့မှ तू ကအမ်ဘာကြောင့်ဖြစ်တတ်သွားလဲဆိုတာက तू ကဟို summarize လုပ်ပေးတာပေါ့နော်ဟိုဒါကတော့ဟိုဒါကတော့ဟိုဟိုပါပေါ့နော် news ပေါ့ ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့ဒီကျွန်တော်တို့ဒီ website တွေကိုကျွန်တော်တို့ summarize လုပ်ပေးပါเนาะ Facebook တွေမှာရှိနေတဲ့ post တွေကို summarize လုပ်ပေးပါဖတ်ပေးပါပြီးတော့ကျွန်တော်နောက်တစ်ခုကကျွန်တော်တို့ email ပေါ့เนาะကျွန်တော်တို့နေ့စဉ်ကျွန်တော်တို့ email တွေကျွန်တော်တို့အများကြီးလက်ခံရရှိတာပေါ့เนาะအဲ့ဒီ email တွေကနေမှာကိုကဟို reply လုပ်ဖို့ အားကျန်ဖြစ်တဲ့ email တွေကဘယ်နှခုရှိလဲပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့မေးချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့မေးလို့ရှာခိုင်းလို့ရတယ်သူ့ကိုဥမာကိုကဘယ် email ကတော့အရေးကြီးတယ်ဘယ်ကတော့ပြန်ခိုင်းလို့ရတယ်ဆိုကျွန်တော်တို့ဒီမှာဆိုရင် assistant ကျွန်တော်တို့မေးလို့ရတယ် assistant နဲ့လိုက်ဆိုရင်ဒီမှာကျွန်တော်ဆိုရင်ရှာထားဥမာ find the urgent email ပေါ့နော်ဒါဆိုရင်ကျွန်တော်ထပ်ရှာကြည့်လိုက်မယ်ဆိုရင်ဒီလိုမျိုးရှာခိုင်းနေဆိုရင်ဥမာသူကအရေးကြီးတဲ့ email ကိုကျွန်တော်တို့ရှာပေးပါဆိုရင်သူကကျွန်တော်တို့ရဲ့ email ကိုကြည့်ပြီးတော့မှဒီမှာကျွန်တော်တို့ဆိုရင်ဒီမှာဆိုရင် အားကျင် email ရှိတယ်ဗောနော်ဒါဆိုရင်ဘာလို့ဖို့လို့လဲဒါမျိုးဗောနော်ကျွန်တော်တို့ကဒီလိုမျိုးကျွန်တော်တို့ဒီဒီ comment browser ကိုတုံးပြီးတော့မှကျွန်တော်တို့ဒီကိုယ့်ရဲ့ဒီနေ့စဉ် activity တွေမှာစာဖတ်တာပဲဖြစ်ဖြစ်လေ့လာတာပဲဖြစ်ဖြစ်ဇီးဝယ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေမှာကျွန်တော်တို့ထိထိရရောင်းနေကိုယ့်ရဲ့ agent တခုကိုယ့်ရဲ့ assistant တခုကိုဘယ်လိုမျိုးတုံးလို့ရလဲဆိုတော့ကျွန်တော်ကလေ့လာတင်ပြခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ